စပါးအသင်းနဲ့ပရီးမီးယားလိပွဲမှာလီဗာပူးအသင်းကအန်ဖီမှာ၅ဂိုးတကုံးနဲ့ခြေစွမ်းပြအနိုင်ယူပြီးရာသီကွန်ဘိုး၄ပွဲလိုမှာပဲအဆင့်နဲ့နေရာကအာဆင်နယ်အသင်းကို15မှတ်ထိဖြတ်ပြီးတော့2024-25ပရီးမီးယားလိချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။စပါးအသင်းတို့ရဲ့အဖွင့်ကိုကို17မိနစ်မှာဆိုလန်ကီကတောင်းခံဘောကနေခေါင်းတိုက်သွင်းခဲ့ပေမဲ့16မိနစ်မှာလူးဝစ်ဒီအက်စ်ကခြေပါဝုတ်ပြန်သွင်းခဲ့ပြီး24မိနစ်မှာမက်ကအလစ်စတာကပြင်းထန်အားပါတဲ့ကံချက်နဲ့ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက်34မိနစ်မှာဂက်ဘို63မိနစ်မှာဆာလာ69မိနစ်မှာစပါးတင်နောက်ခံလို့ဥရိုဂီကကိုကိုကိုပြန်သွင်းခဲ့လို့လူပါဘူးတင်ဟာအန်ဖီမှာပရီးမီးယားလိချန်ပီယံအဖြစ်အောင်ပွဲခံခွင့်ရခဲ့ပါတယ်။ဆာလာဟာပရီးမီးယားလိမှာ185ဂိုးထိသူင်ခဲ့ပြီးမန်စီးတီးကံတွင်တိုက်စစ်မှုအဂွဲရိုကိုကျော်ဖြတ်ပြီးတော့ပြန်ပွဲသမိုင်းတစ်လျှောက်သူင်ဂိုးအများဆုံးပြည်ပကစားသမားအဖြစ်ဆန့်ကျင်တင်နိုင်ခဲ့ပါတယ်။ဒါအပြင်ဆာလာရဲ့ပရီးမီးယားလိမှာသူင်ဂိုးပါဝင်ပသက်မှုက 292ဂိုးအထိရှိလာပြီဖြစ်လို့ Manchester United ကံတွင် Ryan Giggs တက်ပုံများသွားပြီး Salah ဟာ Ryan Giggs တက်ပွဲပေါင်း335ပွဲရောင်းနေကြတာဖြစ်ပါတယ်။အသင်းကောင်းဆောင် Van Dijk ဟာ Liverpool နဲ့အတူအမှတ်ပေးပလားရယူနိုင်တဲ့12ဦးမြောက်အသင်းကောင်းဆောင်ဖြစ်သလိုပြီးတင်ကစားသမားမဟုတ်ပဲအမှတ်ပေးပလားစုခုခဲ့တဲ့ပထမဆုံးအသင်းကောင်းဆောင်အဖြစ်ဆန့်ကျင်တင်နိုင်ခဲ့ပါတယ်။နီးပြအာနီစလော့ကတော့ အင်္ဂလန်မှပြပြန်ပွဲသမိုင်းတစ်လျှောက်ချန်ပီယံဆူရယူနိုင်တဲ့ပထမဆုံးဒက်ရှ်လူမျိုးနီးပြအဖြစ်ဆန့်ကျင်တင်ခဲ့သလိုမော်ရင်ဟိုအန်ဆလော့တီပယ်လီဂရီနီရာနီရီ အန်တိုနီယိုကွန်ဒီရိုနောက်ပိုင်းကလပ်သင်းတစ်သင်းနဲ့ပွဲဥရရာသီမှာပရီးမီးယားလိဘလားစုကူခဲ့တဲ့ပြင်စမမြောင်နီးပြအဖြစ်ရည်တည်နိုင်ခဲ့ပါပြီလီဗာပူးသင်းဟာပရီးမီးယားလိဘလားကိုဂန်ဝင်နီးပြကြီးယာကင်ကလော့လက်ထက်နဲ့အခုအာနီစလော့လက်ထက်တွေမှာနှစ်ကြိမ်ရရှိခဲ့ပြီး အင်္ဂလန်အမှတ်ပြပြန်ပွဲသမိုင်းလျှောက်မှာတော့စုစုပေါင်းအကြိမ်20နဲ့သမိုင်းကြောင်းအစဉ်လာပြိုင်ပွဲမန်ချစ်စတာယူနိုက်တက်နဲ့အကြိမ်ညီရွက်ချင်းတူညီသွားပြီဖြစ်ပါတယ်။အခုဆိုရင်လဘာဝုတင်ဟာအမှတ်ပြပလားအကြိမ်20 FA ပလား8ကြိမ်လီပလား10ကြိမ်ဥရောပပလားချန်ပီယံလိ6ကြိမ် UEFA ယူရိုပါလိပလား3ကြိမ်ရရှိခဲ့ပြီးအဓိကစုပလားပေါင်း58ခုထိရရှိခဲ့တာကြောင့်ယူနိုက်တက်အသင်းထံဖလား3ခုအသာနဲ့ အင်္ဂလန်ဘောလုံးလောကမှာအောင်မြင်မှုအများဆုံးကလပ်အဖြစ်ရပ်တည်နေပါဗျ။ပရိသတ်တို့ကဒီရာဒီမှာလက်ရှိချန်ပီယံမန်စီးတီးရလဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရတာအာဆင်နယ်တင်းခြေချော်ခဲ့တာတွေကြောင့်လီဗာပူးလိုပရီးမီးယားလိဖလားကိုလိုလကူကူရယူနိုင်တာဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါဗျ။ဒါပေမဲ့လည်းစွမ်းဆောင်ရည်အချက်အလက်တွေရလီဗာပူးတင်ဟာပရီးမီးယားလိချန်ပီယံဆုကိုထပ်ထပ်တရံရရှိခဲ့တာလို့ပြောရမှာပါ။ဒီရာသီပရီးမီးယားလိမှာလီဗာပူးတို့တွင်းကိုအများဆုံးဖြစ် 980ထိသွင်းခဲ့ပြီးဂိုးပေါက်ကန်ချက်962ကြိမ်နဲ့အများဆုံးဖြစ်သလိုပြန်ပွဲတစ်လျှောက်စုစုပေါင်း900နိုင်ကြိမ်မှာလည်း85.5%အထိရှိခဲ့ပါတယ်။ဒါအပြင် ပနဒီ area အတွင်းဂိုးပေါက်ကန်ချက်438ကြိမ်နဲ့အများဆုံးဖြစ်ခဲ့တဲ့အပြင်ပနဒီမှာပါပဲဂိုးပေါက်ကန်သွင်းချက်မှာလည်း68.4%ကြိမ်နဲ့ဒီယာသီးပရီးမီးယားလိမှာအများဆုံးဖြစ်ရပ်တည်ခဲ့ပါတယ်။ 2019-20ရာသီတုန်းကပထမဆုံးချိန်ပရီးမီးယားလိဖလာရရှိခဲ့ချိန်မှာကိုဗစ်ရောဂါဆိုးဖြစ်ပွားနေခြင်းဖြစ်တာကြောင့်ပရိသတ်မှာပါပဲအောင်မွက်ခံခဲ့ရတဲ့လဘာဘူးတင်ဟာဒီဒီချိန်မှာတော့ပရိသတ်တွေရှေ့မှာအားဘားတွေကအောင်မွက်ခံဝင်ရခဲ့ပြီးလဘာဘူးပရိသတ်တွေကလည်းကိုယ့်အသင်းပရီးမီးယားလိချန်ပီယံဖြစ်တာကိုမျက်ဝါးတင်တင်မြင်တွေ့ခဲ့ရပြီဖြစ်လို့ကျင်းနေစရာဖြစ်ခဲ့ရပါတယ်။